ကပရိသတ်တို့ရဲ့တန့်စင်ရဲ့ဆရာစူပါလက်ကတော့တန့်စင်ကိုဒီတစ်ခါရှုံးရင်ငါလည်းဆက်ပြီးတော့မတင်ကျင်တော့ဘူးရှက်ပွဲတာများနေပြီဆိုပြီးမနေ့ကလေ့ကျင့်ရေးလုပ်နေကြတာမှာအနိုင်ကျင့်နေကြတာစိတ်မကောင်းစရာပါပဲတန့်စင်အတွက်ကတော့စူပါလက်ကလည်းတန့်စင်ကိုခုလိုပြောပါတယ်တန့်စင်ကတော်တော်လို့နဲ့ကြိုးဝိုင်းတဲ့ရောက်ရင်အကုန်စောက်တလွေတွေကြီးပဲဆိုပြီးတော့ ငါလည်းတော်တော်များများလေ့ကျင့်ပေးထားတာငါသင်ပေးတာသမျိုးသူလုပ်တာသမျိုးဆိုပြီးငါလည်းမစင်စားတော့တတ်တော့ပါဘူးဆိုပြီးတော့ကြာလာတော့ငါလည်းမြန်မာပြည်ပြည်သက်တွေကိုမျက်နှာပူလာပြီးဒီကောင်ကအနာမခံနိုင်တာပြီးတော့အုံနောက်ကလည်းနေတယ်တစ်ဖက်လူကိုအလဲမထိုးနိုင်ရင်တော့အမှတ်နဲ့ကစားတတ်မှာပေါ့ဆိုပြီးစူပါလက်ကအတန်းစင်ကိုပြောသွားပါတယ် တန့်စဉ်ကိုမြန်မာပြည်သက်တွေကလည်းတကယ်မျော်လင့်တာ ကျွန်တော်လည်းနားလည်ပါတယ်။တန့်စဉ်သာတကယ်ဖြစ်လာခဲ့ရင်ဒီကောင်လေးကမြန်မာပြည်ဖိုက်တာရီတဲမှာအောင်မြင်ဆုံးအောင်လအင်ဆန်းလို့မြန်မာပြည်မှာအောင်မြင်လာမှာကျွန်တော်ပြောရဲပါတယ်။တကယ်လည်းအောင်လအင်ဆန်းလို့အောင်မြင်လာမှာတေချာပြောရဲပါတယ်ဆိုပြီးစူပါလက်ကတော့ထပ်ပြီးပြောပြောလိုက်ပါသေးတယ်။ အဲ့လိုနဲ့ပဲဟိုလူကမြောက်ပေးလိုက်ဒီလူကမြောက်ပေးလိုက်နဲ့တန်စကမြားတပွဲပြီးတပွဲရှုံးသွားရှာပါတယ်ခုပွဲမှာရောဘလို့ဖြစ်လာအောင်လဲမသိသေးပါဘူးကျွန်တော်ကတော့နိုင်မှနိုင်တယ်လို့ပြောပါတော့မယ်ဒီပွဲတော့သူ့အတွက်တကယ်ရေးကြည့်ပါလိမ့်မယ်ရှုံးပေါင်းလည်းမနေတော့ပါဘူးနိုင်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ထုံမှရမယ်မနိုင်ရင်တော့လဲထွန်စားလို့တောင်ရမှာမဟုတ်ပါဘူးလဲထွန်စားရင်လည်းမာမှရမှာကို ကဲဘသူတွေပါပြောပြောရှုံးပေါင်းများနဲ့ရင်ဆိုင်ရရင်တော့တို့မြင်ပါပြီနိုင်ကိုနိုင်ရမယ်ဆိုတော့ခံယူချက်နဲ့ကြွေးကြော်ရင်အဆုံးသတ်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်